မင်္ဂလာပါရှင်ရန်ကုန်ခေတ္တ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အခုတစ်ခေါက်မှာတော့ရန်ကုန်မြို့မှာတရုတ်ဆောင်တဲ့ food blogger ကျော်ဝနာတနက်နေ့ပြစ်ခတ်ခံရပြီးတိတ်ဆုံးရန်ကုန်မြို့မှာတရုတ်ဆောင်တဲ့ food blogger ကျော်ဝနာတနက်နေ့ပြစ်ခတ်ခံရပြီးတိတ်ဆုံးသွားကြောင်းမိတ်ဆွေတွေကပြောပါတယ်။နိုဝင်ဘာ20ရက်နေ့ည7:00နာရီခွဲချိန်မင်္ဂလာတော်မြို့နယ်ခေပင်လန်ခွဲမှာကားမောင်းနေတဲ့တရုတ်ဆောင်တဲ့ food blogger ကျော်ဝနာတနက်နေ့နဲ့ချက်ပြစ်ခတ်ခဲ့ကြောင်းတရုတ်ဆောင်တဲ့ food blogger ကျော်ဝနာရဲ့လေမျိုးကိုတနက်ချီစံဖောက်ထွက်ပြီးတော့ပွဲချင်းမိတိတ်ဆုံးခဲ့ကြောင်းသိရပါတယ်။ ူကအနီလမ်းမို့အစိမ်းလမ်းမို့နိုင်ငံရေးလမ်းမလို့သူကတရုတ်ဆောင်လောက်တယ်စားတော့ဆိုင်နဲ့စားတော့ဘလော့လေးရိုက်တယ်ပြီးတော့တက်စီမောင်းနေဒါကိုပြစ်တက်သွားတာပြစ်တက်သွားတဲ့လူလည်းမမိသေးဘူးလို့မိတ်ဆွေပြည့်သူကပြောဆိုတယ်လက်တော်တရုတ်ဆောင်တဲ့ဖူဘလော့ကကျဝနာပြစ်တက်ခံရမှုတွေသက်ဆိုင်ရေးစကမ်းမှာအမှုဖွင့်ထားတော့လဲလက်ရှိချိန်ထိအမှုကိုစုံစမ်းနေဆဲဖြစ်ကြောင်းသိရပါတယ်။ဆလဘီရန်ကုန်မှာစစ်တပ် ပြုလုပ်မဲ့ရေကောက်ပွဲလက်မခံဂရုမစိုက်ဘဲမပေးဘူး။နိုးပုတ်လှရှားမှုပြုလုပ် ရန်ကုန်မှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုလက်မခံအောင်ဂရုမစိုက်ဘူးမဲမပေးဘူး no vote လှုံ့ဆော်မှုပြုလုပ်ခဲ့ကြအောင်ဆိုပါလှုံ့ဆော်မှုအပောင်းနဲ့တော်လိုင်းတစ်ဖက်တောင်းရှိသူကပြောပါတယ် အဆိုပါနိုဘုတ်လှူရှာမှုကိုရန်ကုန်မြို့မှာရန်ကုန်တော်လှန်ညီနောင်လေးဘွဲ့ရန်ကုန်ဖိုးဘရာသားကပြုလုပ်ခဲ့ခြင်းဖြစ်ကြောင့်ဂျပန်စစ်ကောင်စီရဲ့တရုတ်တန်ရေကောက်ပွဲကာလကိုမကြမီရောက်ရှိမီဖြစ်ပြီးမိဘပြည်တွေကြားမှာလည်းပေးရည်မပေးရည်တွေ့ရဖြစ်နေကြမဲ့ချိန်နဲ့ဖြစ်ကြောင်းထို့ကြောင့်ပြည်သူတအုပ်ချင်းစီမှမိမိရဲ့အခွင့်အရေးဖြစ်တဲ့မဲပေးပိုင်ကိုရှိတကယ်တော့မဲမပေးဘဲနေပိုင်ခွင့်လည်းရှိကြောင်းကြောက်တရားကိုဖိနှိပ်ပြီးတနတ်မိုးထရေကောက်ပွဲကိုဆန့်ကျင်ကြရဲ့လိုအပ်ကြောင်းတော်လိုင်းတစ်ဖွဲ့ကသတိပေးတိုက်တွန်းနေ ဒေါ်လာရေးပေါ်များအနေဖြင့်မကြမီကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်မိသွင်းများတုံ့လုံးမီမဟုတ်ပဲဆောင်ရွက်ကိန်းစားတွေကိုလည်းဆက်လက်ဆောင်နေမည်ဖြစ်ကြောင်းဆရာနာရှင်စနစ်ကြဆောင်တဲ့တီတိုင်းအုပ်တချက်တဲတပွင့်ရာအနေအကနေပောင်းဝင်လှူရှားနေမည်ဖြစ်ကြောင်းထို့ကြောင့်လက်မခံကယူမဆိုင်မဲမပေးဘူးနိုးဖောက်လှူရှားမှုဖြင့်လည်းပြည်သူလူထုကိုနိုးစွာကြောင်းအသိပေးကြညာတယ် ပြည်သူများအနေဖြင့်စီလုံးနဲ့ဘာမှမဖြစ်အတင်းကြကမဲတပြားကဆရာနာရှင်ဆက်လက်တန်ဆိုးရှင်မဲမဲတပြားမဖြစ်ဖို့လိုရလို့ပြည်သူတွေရဲ့အင်အားအနာရှင်လူတတိုက်အတွက်အကြောက်ဆုံးလမ်းနဲ့တစ်ခုဖြစ်တဲ့တရားမွေတွင်ရောက်ရေကောက်ပွဲလူရိယာအဖြစ်ဆန့်ကျင်ကြဆွဲကြွချော်တဲ့နေကိုသတိပြုရင်းတင့်မဲနဲ့တရားဝင်လူသက်ခွင့်မပေးနိုင်ဟူတဲ့ no vote လှုံ့ဆော်မှုမှာပါဝင်ကြရင်နိုးစော်ထားပါတယ်။ ဇလဘီပေါင်းနဲ့မြိုင်ဆက်မှာစက်တက်လေးဒီပြကြခဲ့နေရကိုလောက်ရှာဖွေတဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လိုက်တဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီးစစ်သားလေးဦးတီကိုက်တဲ့ဆောင်စစ်မှုနဲ့တပ်သားတွေတောင်းလင်းဝင်မကွေးတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်ဆက်မှာစက်တက်လေးဒီပြကြခဲ့နေရကိုလောက်ရှာဖွေတဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လိုက်တဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီးစစ်သားလေးဦးတီကိုက်တဲ့ဆောင်ကစစ်မှုနဲ့တပ်သားတွေတောင်းလင်းဝင်ရောက်ခဲ့ကြောင်းမြိုင်ပတ်ကောက်ဖက်ကထုတ်ပြန်တယ်နိုဝင်ဘာလ23ရက်နေ့မနက်စောပိုင်း9:30မိနစ်ခန့်မှာပေါင်းမြွနယ်နယ်မြိုင်မြို့နယ်ထိစပ်နယ်နယ်မြေဖြစ်တဲ့နှစ်သက်ရွာတဲကြီးရွာကံတဲ့ရွာ ကဘာဖြူရကြောက်ခွက်ရနီးစတက်လေဒီပြကြခဲ့နေရကိုလောက်ရှာဖွေတဲ့ဂျပန်စစ်တပ်နဲ့ဒေါ်လာတက်ဖွဲ့မိနစ်20ကြာထိတိုက်ပွဲဖြစ်ခဲ့တယ်။တိုက်ပွဲတွင်ဂျပန်စစ်တပ်ဘက်ကမျက်မြင်လေးဦးလဲကြတော့ပြီးဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရှိကတက်ပြန်ခောက်သွားကြအောင်တိုက်ပွဲဖြစ်နေရတွေကိုလက်နက်ကြီးနဲ့အချက်အပေါင်းများစွာရန်တပ်ပစ်ခဲ့ခဲ့ကြောင်းသိရပါတယ်။တို့ပြတိုက်ပွဲအတွင်းထိနာခဲ့တဲ့ဂျပန်စစ်တပ်ကဂျက်ဖိုက်တာနဲ့ပေါင်းမြင့်နယ်နဲ့မြန်မြွနဲ့ထိစက်တဲ့ကြံတွေကို၄ချောင်းနဲ့၃ချောင်းပုံကျဲတိုက်ခိုက်ခဲ့တယ်။ ရင်းစစ်ကြောင်ကပေါင်းမြနယ်ရွှေဘုံသာပြူစော်ဒီယာကနေထွက်ခွာလာပြီးချိုင်းစာအထံပေါက်ကုန်ဖလန်ကိုင်းတင်ကြီးတော်ကြောက်တိုင်ခင်ညောင်စောင်းညောင်စင်ရွာတွေကိုလည်းဝေရောက်ဝင်တော့ကမိရှုဖြက်စီပြီးပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြအောင်ထို့ပြင်စစ်ကြောင်ကပြည်သူပိုင်ပြည်စီကိုခိုးယူခြင်းပြည်သူပိုင်ကြက်ဝက်နွားတွေကိုမတရားတပ်ဖြတ်စားတောက်ခြင်းတို့လုံဆောင်ခဲ့ပြီးဖလန်ကိုင်းကျမ်းမှာခြေပြုတ်လှောင်ရှားနေခြင်းဖြစ်ပါတယ် ။အလားတူထိုစစ်တပ်စစ်ကြောင်းမှာတမ69လောက်ခန့်တန်ရင်ခလာ410ခလာ410ကိုတိုင်ကအပတ်စဉ်စနေတက်သားအတန်းစဉ်တက်သားတင်ထုံအပတ်စဉ်စတေမှာတက်သားအောင်မှုတို့တုံးက MA1 တနတ်တုံးလက်ကြီးပေါက်တုံးခု၎င်းကြီး89တောင်းတို့နဲ့ပေါက်ပတ်ကဖနဲ့မြိုင်ပတ်ကဖထံကိုယနေ့မနက်9:55မိနစ်မှာအလင်းဝင်ရောက်လာကြောင်းရင်းစမှုတဲ့တပ်သားတွေတွေကမန်လေးနဲ့ရှမ်းပြည်နယ်မှာပေါ်တောက်ဆွဲဖမ်းဆီးခဲ့ရပြီးစစ်တင်တဲ့အကြောင်းကိုပို့ဆောင်ခနာတွေဖြစ်ပါတယ် နိုဝင်ဘာလ20ရက်နေ့မနက်၄နာရီခန့်ကလည်းဖလန်းကိုင်းကြီးရမှာထွက်ခွာလာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကပေါင်မြို့နယ်ကဘာပြူကြီးအကုံရောက်လာစဉ်ဒေါ်လိုင်းတစ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်းဒေါ်လိုင်းတစ်ဖွဲ့တွေကလက်ကောင်စစ်ကြောင်းကိုလိုက်လံရှာဖွေအကြိမ်ပေါင်းများစွာထိတွေ့တိုက်ပွဲပေါ်ဆောင်ခဲ့ရာစစ်တပ်ဘက်ကထိခိုက်ဒဏ်ရာရှိသူများပြပြီးထန်းစင်နေတဲ့သွာလာနေရာကိုတွေ့မြင်ခဲ့ရကြောင်းမြိုင်ဘက်ကဘက်ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို MGY PDF မြိုင်ဘက်ကဖပေါက်ဘက်ကဖ YDF နဲ့မြို့နယ်မှာ LPDF တင်တဲ့မဟာမိတ်ပွဲဖွဲ့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးများရီမြို့နယ်မင်းလက်ပန်းရှိ DKPA ဖို့တခွားသည့်ပိုင်ကြားဖြန့်ကို KNL ကောက်မြောက်စီနေမီလက်နက်196လက်ကိုတင်စီက DP DKB အဖွဲ့တချို့ကိုထိန်းသိမ်းထားပြင်ပြင်းနဲ့မျောရီမြန်နယ်မင်းလက်ပံကျဲမှာရှယ် DKB မှာပို့တခွားသည့်ဘိုင်းကြပြန့်ဝင်လင်ကိုင်းလုံးတို့ခုကို KNL ကဝင်ရောက်စဉ်နေပြီလက်နက်186လက်နဲ့ DKB ဖွဲ့ဝင်20ကိုထိန်းသိမ်းခဲ့ကြောင်းပြင်စည်းသတင်းမြစ်ကပြောပါရယ်နိုဝင်ဘာလ20ရက်နေ့ KNL ကစစ်ကြောင်းမင်းလက်ပံကျဲရှယ် DKB မှာပို့တခွားသည့်လုံခြုံရေးယူပေးလောက်ကိုင်းနဲ့ကြပြန့်လုံးကိုဝင်ရောက်စဉ်နေခဲ့ကြောင်း ရင်းတို့စီနီယာမှာပြည်ခမှုထုံရှိခဲ့ကြအောင်ရင်းနောက်ကြားဖြန့်လုံးကိုလုံခြုံရေးယူပေးထား DKB တပ်ဖွဲ့20ကိုထိန်းသိမ်းခဲ့ပြီးလက်နက်စုစုပေါင်း186လုံးကိုသိမ်းဆီးခဲ့ကြောင်းသိရပါတယ်။မြောင်းရီမြို့နယ်မေလက်ပံကြားနီမှာစစ်တပ်စစ်ကြောင်းနဲ့ KNL တပ်တွေကြားနိုဝင်ဘာလ27ရက်နေ့ကလေးကတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးနဲ့လက်နက်ငယ်လေးကြီးတွေမှာထိုင်းနိုင်ငံတွင်ကိုကြောက်ခဲ့ကြောင်းထို့ကြောင့်နိုဝင်ဘာလ 22ရက်နေ့မှာထိုင်းစစ်တပ်ကမြန်မာဘက်ကိုသတိပေးရနေနဲ့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။လက်တော်များတွေမြို့နယ်မင်းလက်ပန်ကျွတ်မှာထိတိတိုက်ပွဲကြောင်းအဆိုပါကျေးရွာမှာပြည်သူတောင်းအကျော်မှာထိုင်းမြန်မာနယ်စပ်တောင်းမြေကံဘေးကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ဆက်လက်ပြီးထိုင်းဝန်နိုင်ငံရေးကိစ္စတရုတ်ဆိုရလိုကြဂျပန်ဝန်ကြီးချုပ်နဲ့ဖက်စစ်ဝါဒကိုရှုံချအောင်ဂျပန်ဆောင်မင်းထုံးထပ်ပြောပြန်တရုတ်နိုင်ငံအစိပ်ပိုင်းမဟုတ်တဲ့ထိုင်းဝန်နိုင်ငံရေးကိစ္စနဲ့ပတ်သက်ပြီးတရုတ်နဲ့ဂျပန်ဆက်ဆံရေးတင်းမာနေချင်းဂျပန်မှာပြန်လည်ဖြစ်ပေါ်လာနိုင်တဲ့ ဖန်ဆင်းဝါဒနဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့ပြောစကားကိုရှုံချကြအောင်ဂျပန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဆောင်မင်းထွန်းကထပ်မံပြောဆိုပြန်ပါတယ်။နိုဝင်ဘာလ22ရက်နေ့တရုတ်ဆင်းရောက်ပိုင်ဆင်းဝါဒတင်းဌာနကိုဂျပန်ဆောင်မင်းထွန်းကထို့သူပြောဆိုခြင်းဖြစ်ပြီးနိုဝင်ဘာလ9ရက်နေ့ဂျပန်ဝန်ကြီးချုပ်ဒါကာအီချီကတရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ပါကဂျပန်ရှင်သန်မှုကိုချိန်ချောက်တဲ့အခြေအနေဖြစ်သတ်မှတ်နိုင်ကြောင်းဂျပန်ပါလီမန်မှာပြောကြားခဲ့ပါတယ်။ ဂျပန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကထိုင်ဝမ်ရင်းနဲ့ဆက်လျင်းတဲ့ဂျပန်ဝန်ကြီးချုပ်ဆာနာအဲတကာအီချီရဲ့မှာရနဲ့ပြောဆိုချက်တွေပေါ်ရှုံချကြောင်းမြန်မာနိုင်ငံနေဖြင့်တရုတ်တနိုင်ငံနဲ့မူဝါဒကိုစင်မြဲခိုင်မာစွာထောက်ခံကြောင်းပြောဆိုတဲ့ ဂျပန်ဝန်ကြီးချုပ်တာကာအီချဲပြောဆိုကြမှာတရုတ်နိုင်ငံနိုင်ငံထဲမူဝါဒကိုချိုးဖောက်ခြင်းဖြစ်ပြီးတော့ပုံကန်သူတွေကိုအားပေးခြင်းဖြစ်ကြောင်းတရုတ်နိုင်ငံရဲ့တရုတ်နိုင်ငံထဲမူဝါဒပေါ်မြန်မာနိုင်ငံအမြဲတမ်းထောက်ခံရတည်တော်မူဖြစ်ကြောင်းထိုင်ဝမ်ကတရုတ်ပြည်သူသမ္မတနိုင်ငံအခွဲခြားများအစိပ်ပိုင်းဖြစ်ကြောင်းထိုင်ဝမ်ရေးကတရုတ်ပြည်ရဲ့ပြည်တွင်းရေးသားဖြစ်ပြီးမိသည့် နိုင်ငံသားအတိုင်းပြည်ရဲ့ဝန်ရောက်ဆုံးဖတ်မှုကိုမဆိုမြန်မာနိုင်ငံနေဖြင့်ရှုံချကြောင်းဆိုမင်းတို့ကဆိုပါတယ်ဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်ရေးမှတ်ချက်စကားအကြောင်းတရုတ်နဲ့ဂျပန်ကြားတင်းမာမှုမှရှိန်မြင့်တက်နေပြီးကုန်သွယ်ခီးတော်လာရေးစီးပွားရေးနဲ့နိုင်ငံကဏ္ဍတွေမှာဆက်ဆံရေးဖြတ်တောက်မှုများစွာနဲ့နှစ်ဖက်စီတင်းမာနေတဲ့အခြေအနေကိုဆက်ရောက်လျက်ရှိပါတယ် ဇလဗီထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုံပြုံလေးရုပ်ရှင်ဇာတ်ကားပြသဒေါ်လန်ပြည်သူအများပြလာရောက်အပြီးထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုံပြုံလေးရုပ်ရှင်ဇာတ်ကားကိုနိုဝင်ဘာလ23ရက်နေ့မှာပြသခင်ရထိုင်းအောင်မြန်မာနိုင်ငံသားအများပြလာရောက်ကြည့်ရှုအပြီးခဲ့ကြောင်းပွဲစီစဉ်တူရီထံကနေသိရတဲ့နေရာအပြောင်းရွှေ့တဲ့အခက်အခဲကြုံရှိခဲ့တော့လဲပြုံပြုံလေးရုပ်ရှင်ဇာတ်ကားဒေါ်လန်ပြည်သူအများပြလာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီးထိုင်းကုန်ပြည်ယုံသားမကမတရားအပိကြသူတွေများပြားရှိခဲ့ကြောင်းရွှေရှင်ဇာကတော့ကြည့်ရှုခဲ့သူတော်လန်ပြည်သူတွေကပြောပါတယ် ပြောင်းပြောင်းလေးရုပ်ရှင်ဆက်ကတရုတ်ဆောင်မင်းမော်ကွန်ဒရိုက်တာကိုပေါင်းနဲ့ဒုလှပေါင်းဆောင်မတော်လင်းရဲဘော်ရဲဘက်တွေအပါအဝင်တရုတ်ဆောင်တိုင်းဖြစ်မှန်ကိုခြေခံတဲ့တော်လင်းရုပ်ရှင်ဆက်ကဖြစ်ပါတယ်။နာဆင်အောင်ပင်ကြားရတဲ့အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။